Hello guys, welcome back. ကျွန်တော်ရဲ့ channel ဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Changela Protina ဆိုတဲ့ Animal ရဲ့ season 2ပဲဖြစ်ပါတယ်။ Okay, ဒါဆိုရင်တော့အချိန်နေဆွဲမနေတော့ပဲစလိုက်အောင်ဗျ။ ကိုငမန်းချင်းပြချက်ရဆန်ရာကူရကူရောက်နေတဲ့ရေအောင်မျိုးတော်ဟာအထက်အောက်ပြောင်းပြန်ဖြစ်နေကြောင်းသိလဲရတယ်။ဒါအပြင်ဒီမျိုးထဲမှာတွေ့ရတဲ့ငါးမွန်စတာရင်းနဲ့ရေသူမတွေကိုလည်း Unit Monster ကြီး Karen ကြီးကဖန်တီးထားတာပါ။အသက်ရှင်နေရှိတဲ့ငါးတွေကိုတော့ငါးတစ်ပိုင်းဇုံမီတွေဖြစ်ပြောင်းပြစ်ပြီးတည်သွားတဲ့ငါးတွေကိုတော့ရေသူမတွေဖြစ်ပြောင်းနိုင်ပြီးတေရှင်းတရားတော်အောင်ခြေလှယ်နိုင်တဲ့ Unit Monster ကြီးနဲ့ဆန်ရာကူရရင်ဆိုင်တွေ့နေရပါပြီ။အဲနောက်ဆန်ရာကူရလည်းမျော်စိန်ကြီးတစ်ခုစီကိုတက်လာခဲ့ကြတယ်။ Karen ကြီးကိုတတ်ဖို့ဆိုတာလည်းတော်တော်မဖြစ်နိုင်တဲ့အကြောင်းဆန်ရာကူလည်းသူ့ရဲ့လူတွေကိုအရင်ပြန်စုကိုတွေးလိုက်ပါတယ်။အဲချိန်ဆန်ရာကူလည်း ရဲတိုက်ကိုဝင်ရထားတဲ့တာဝါတိုင်းတွေကိုတွေ့ကြရတယ်။ကိုကမန်းပြောပြတာကဒီတာဝါတစ်ခုစီမှာလည်းဟန်တားသူတွေရှိကြပြီးဒီကောင်းနေရာလဲသူတစ်ပါးရဲ့စပယ်တွေကိုရှယ်လဲနိုင်တာမျိုးအတော်လေးတန်မှားကြပါတယ်။ဒါကြောင့်ဒီရောက်မျိုးတော့ထွက်သွားနိုင်တဲ့သူဆိုလို့လဲကိုကမန်းရဲ့အဖိုးတယောက်ပဲရှိပါသေးတယ်။ဒီမျိုးကိုဖျက်သွားမယ်ဆိုရင်ပုံရှုပ်ွယ်ရှုပ်သွားမှာဖြစ်တာကြောင့်ဆရာကူကိုလည်းပေါ်ပေါ်နေနေနေရာမှာမနေဖို့အတွက်ကိုကမန်းကတတိပေးလာပါတယ်။ ဒါမှငကောင်းကတော့အကုံသူချအောင်ဒီအတန်ပြဲကြီးနဲ့အခေါ်လိုက်တယ်။အဲ့ရှင်ဤမှုစီကပြန်ထူးတဲ့အတန်ကိုကြားရတာမို့ဆန်ရာကူတို့လည်းမျောစင်ဘောကခုံဆင်းလာခဲ့ရပါတယ်။ဆန်ရာကူတို့ခုံဆင်းလာတာနဲ့အတူငါမွန်စတာတွေကလည်းနောက်ကပြေးလိုက်လာကြတယ်။ဤမှုတို့လည်းသူတို့ရှိရာစီကိုပြေးလာမို့ငါမွန်စတာတွေကနောက်ကလိုက်လာရလို့ထင်လိုက်ပေမဲ့တကယ်လက်တွေမှာတော့အနီရောင်ငရှိနေကောင်ဖြစ်နေခဲ့ပါတယ်။ဤမှုတို့လိုဘောပဲပဲနေရမှာအနေရတစ်ခုနဲ့ဂျုံလာရင်ပေါ်လာတတ်တဲ့ unit encounter ဆိုတဲ့ skill တစ်ခုရှိပါတယ်။သူတို့အနေနဲ့ပြေးမလွတ်နိုင်တော့တဲ့အခြေအနေနဲ့ဂျုံလာခဲ့ရင်မိမိထက်ဆွမ်းအားကြီးတဲ့ monster တွေကိုအနီးနားမှာ ်ပေါ်လာစေပါတယ်။အဲဒီနောက်ဆရာကူတို့လည်းငါမွန်စတာရဲ့ပြင်ငရှင်ရပါလိုက်နေရမှုရှယ်ပြေးနေရပါပြီ။ဒါပြင်ငရှင်ရ Energy Plus တွေနဲ့ပြစ်လာတာမှုဤမှုတို့လွတ်ရခေါ်သွားပေးဖို့အတွက်ကုန်ကမန့်ကိုကူညီတောင်းလိုက်တယ်။နောက်ပြီးဤမှုမှာလည်းမန်နံကုံသွားမှုရုံဖြစ်ပြန်ပြောင်းသွားချိန်ငရှင်ရဤမှုကိုထိုးဖက်လာတယ်။ဒါပေမဲ့အကိုကြီးရှီကူရုနဲ့ Rest တို့ကရောက်လာပြီးကယ်ပေးလိုက်တာမှုခဏတာတော့အဆင်ပြေသွားခဲ့ပါပြီ။ဒီလိုအုပ်လိုက်ကြီးသာဆက်ပြေးနေမလွတ်နိုင်တာမှုဆရာကူလည်း "तू ကငရှင်ကိုပြန်တိုက်မှာဖြစ်ပြီး channel npc တွေကသေလို့မဖြစ်တာမှုစိတ်ဟောက်စီကိုခေါ်သွားပေးဖို့အတွက် Rest ကိုပြောလိုက်ပါတယ်။စိ ယောက်စီကိုအရောက်သွားနိုင် robots တွေပြပေးမယ်လို့ Sarah Ku ကပြောတာကြောင့် Rex လည်းသဘောတူလိုက်ပါတယ်။အဲဒီနောက် Sarah Ku လည်း Bobby Merrow သုံးလိုက်ပြီးငရှင်ယူအာယုံလှည့်လိုက်ပါတယ်။ Sarah Ku လည်းသူ့ရဲ့ update မြင်ထားတဲ့ရှင်တော်တမျောင်နဲ့လက်ကိုထုတ်လိုက်ပြီးငရှင်ယူတိုက်ဖို့အတွက်အသင့်ပြင်လိုက်တယ်။အဲဒီနောက်သူလည်းငရှင်ယူ share ပြေးနေခဲ့ပေမဲ့မာကျောလာတဲ့ကြီးခုံတွေကိုဒါကတော့မပေါ့ဘူးဖြစ်နေတယ်။ဒါအပြင်ငရှင်ရဲ့ damage ကများလုံးတာမို့သူဖြတ်သွားရုံနဲ့တင်လမ်းပေါ်မှာရှိတဲ့ငါးစုမီတွေလည်းအသားကျိတ်ဆဲထဲရောက်သွားသလိုဖြစ်ကုန်တယ်။နောက်ပြီး energy blast တွေနဲ့ပါအဝေးကိုလှမ်းမိတိုက်နိုင်တာမို့အန္တရာယ်လည်းတော်တော်များပါတယ်။အဲ့ချိန်ငရှင် ှင်းကြီးကထိုးဟလာတာမို့ဆရာကလည်းခုံချလိုက်တယ်။ဒါကြောင့်ငရှင်လည်းအမြေပြင်နဲ့ဆောင်းမိပြီးဂလစ်တွေပါထားကုန်ပါပြီ။ငရှင်ရဲ့ဒမ်းမေကပြင်းပေမဲ့ဒီနေရာဝင်းကဘာမြို့တော်ဖြစ်နေရာကြောင့်သူ့တို့အကောင်ကြီးရဲ့အကောင်တွေလှုပ်ရှားအောင်ခတ်ခဲ့ပါတယ်။ဒါကြောင့်ဆရာကလည်းသူ့ရဲ့မျက်နှာကို boost လုပ်လိုက်ပြီးငရှင်ကိုခုတ်ပိုင်းလိုက်တယ်။နောက်ပြီးငရှင်ကြီးကဂလစ်တွေထားနေရာမို့ဆရာကလည်းအစပိုင်းတော့ line လက်တဲ့လို့ထင်လိုက်ပေမဲ့တကယ်တော့ငါးစုံပြည်ရဲ့တိုက်ခိုက်ချက်တွေကအစိတ်တွေပါနေရာကြောင့်ငရှင်အင်းအင်းနဲ့လည်းဒမ်းမေအများကြီးခံနေရတာပါ။အဲ့နောက် energy blast တွေနဲ့ပြလာမို့ဆရာကလည်းခုံချလိုက်ပြီးငရှင်ကြီးရဲ့ဘက်ကိုဆွဲကဓာတ်နဲ့ထိုးချ လိုက်တယ်ဒီတစ်ချိန်မှာတော့ကြက်ကောင်းထီသွားခဲ့တာမို့ငရှိရင်လည်းမြေပြင်ပေါ်မှာတွန့်တွန့်နေပါလူကုန်ပါပြီအဲ့ချိန်တစ်ဖက်မှာရှိနေတဲ့အာဂီစာကာနဲ့မော်ဒိုတို့ကလည်းဆန်ရကူနဲ့ငရှိရန်တိုက်ခိုက်တဲ့တန်တွေကိုကြားနေရတာမို့ဆန်ရကူရှိရာစီကိုပြေးလာနေကြပါပြီဒါပေမဲ့ရီစာကာတယောက်ကတော့အရေးကြီးဖြည့်ဆင်းစရာရှိသေးတာမို့လောအောင်ထွက်သွားခဲ့ပါတယ်ဆန်ရကူကတော့လေဘောကအချိန်ပြင်းပြင်းနဲ့ခုန်လိုက်ရင်သူ့ရဲ့ရှင်တော်တမျောင်နဲ့ငရှိရန်ကောင်းကိုထိုးဆိုင်လိုက်တာမို့ငရှိရင်ကိုလည်းအဆုံးသတ်နိုင်သွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့မော်ဒိုနဲ့အာဂီစာကာနဲ့ကိုလည်းဆန်ရကူရှိရာစီကိုရောက်လာခဲ့ကြတယ်သူတို့တွေလည်းအရှင်းရှင်းပြန်တွေ့ရတော့မို့ ဝမ်းသာသွားကြပါတယ်။အဲ့အချိန်ဆရာကူးနဲ့ငရှင်တိုက်ခိုက်ထားလို့ပျက်စီးသွားတဲ့ပျက်စီးတွေကလည်းသူ့အလိုလိုပြန်ကောင်းလာပါတယ်။အဲ့နောက်သူတို့လည်းဆေးရောက်ရှိတဲ့နေရာစီကိုရောက်လာခဲ့ပြီးလူတွေလည်းအလုံးပြန်ဆောင်သွားခဲ့ကြပါပြီ။ Rest တယောက်ကတော့ဆရာကူရောက်တာနဲ့ robot ရိုးပြခိုင်းနေတယ်။ဒါကြောင့်ဆရာကူလည်းသူ့ရဲ့ inventory ထဲမှာရှိတဲ့ငှက်စရုပ်ကြီးကိုထုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ငှက်စရုပ်ကတော့အာကုန်နေရာမှာထွက်လာတဲ့ကျမ်းပြေပေါ်မှာမောက်ရလဲနေတယ်။ဆေးရုပ်တွေပြန်မြင်လိုက်ရတာမို့ Rest ကတော့အသေးလေးကြိုက်နေခဲ့ပါပြီ။နောက်ပြီးဒီ unit machine ဟာခုနှစ်ရက်တိတိစော်ကစားမှဖြစ်တာမို့သူတို့လည်း unit monster ကြီးကိုအနိုင်တိုက် ုက်နေအောင်ပလန်တွေဆွဲလိုက်ကြတယ်။အဲဒီလိုနဲ့ဆာရာဂူရောဖွဲ့ရလဲယူနစ်မွန်စတာကြီးဖြစ်တဲ့ကာရနီနဲ့ရင်ဆိုင်ဖို့အတွက်အသင့်ပြင်နေခဲ့ကြပါပြီ။ဒီပိုင်းလေးတော့ဒီမှာပြီးဆုံးသွားပါတယ်။ကြီးချူသူတယောက်ချင်းချင်းကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြတာပေါ့။